။အကွေတိုင်းကဖဲမြွန်းနယ်နိုင်ရင်ပြူဟာကိုကိုအေးအေးအရခတက်တော်ဦးဆောင်တဲ့တွန်လိုက်တက်တွေကပိတ်ဆို့ထားပြီးတဲ့နောက်စီလီယံဘဂဝန်ကြီးအဲ့ဒီစခန်းစီလက်နဲ့ခရရတွေလက်နဲ့ခရရနဲ့ရိတ်ခါတွေချပေးတယ်အတော်များများကိုအေးအေးဘက်ကသိမိလိုက်တယ်လို့နေရစရာကဖော်ပြပါတယ်။နိုင်ရင်ဘေးနာရှိကိုကြီးစခန်းနဲ့ဖိုက်တာစခန်းတွေကို အေးကသိပ်ပယ်လိုက်ပြီးတဲ့နောက်ကိုလန်းကလည်းစိတ်ကူပုံမရရိခွတ်ပုံမရဖြစ်သွားတဲ့အတွက်အော်တိုဘာ7မှာ18လေးရင်ဘက်ကလည်းလက်ထီးတွေနဲ့ ခရမ်းနဲ့ရိခါတွေချက်ပေးတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်တွင် Fighters ကိုသိပိုက်စဉ်မှာလဲ Air 100ခါရှိတဲ့စစ်သားတွေက၄၀ခါသိဆိုပြီးကျန်60ခါကလက်နက်တွေချန်တာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်နောက်ဆုံးကျန်နေတဲ့နိုင်ရိတ်ကန်ဗျူဟာကိုကို AA နဲ့မဟာမိတ်တွေကပိတ်ဆို့ထားတာဖြစ်ပြီးမကြခင်မှာအပိသက်သိမ့်နိုင်ွယ်ရှိတယ်လို့ဖော်ပြထားပါတယ်။ ကရင်ပြည်နယ်လက်ကီကိုမြို့ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလူမျိုးတပ်မတော်ကရင်လေဦးဆောင်တဲ့မဟာမိတ်တပ်တွေကြားတိုက်ပွဲပြစ်ထန်ပြီးစစ်တပ်ဘက်ကသေဆုံးမှုများပြီးတဲ့နောက်နောက်ပြန်ဆုတ်သွားတယ်လို့ Green Information Center ကဖော်ပြပါဗျာ။အော်တိုဘတ်စတိတ်မှာတိုက်ပွဲပြစ်ထန်ပြီးစစ်ကောင်စီဘက်ကသေဆုံးမှုများတဲ့ပြင်စစ်သားတအုပ်ကိုတနက်လေးလက်နဲ့တူတော်လိုင်းတပ်တွေကဖမ်းဆီးနိုင်ခဲ့တယ်။သေဆိုးစစ်သားတွေစီကလက်နက်ပယူပြီးပြန်တဲ့ပြည့်တဲ့စစ်သားကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ရှစ်တန်းသတင်းရက်ွက်တွေကပြောပါတယ်။ တိုက်ပွဲမှာအထင်အပြီးပြန်ဆွေးသွားတဲ့စစ်ကောင်စီတပ်ကိုကရင်နယ်ချက်တော့တပ် BGF နဲ့ TKB ခွဲထွက်ဗိုလ်ပြီးအဖွဲ့တွေကကူညီပေးနေပြီးအင်အားထပ်ပြနေတယ်။နောက်တစ်ကြိမ်ထပ်မံထိုးစစ်ဆင်ပွဲရှိတယ်လို့ဖော်ပြထားပါတယ်။ရှမ်းကရင်နယ်ဇက်ဖက်ခိုမြို့နယ်ရှိမြောက်စလိုကျေးရွာကိုစစ်တပ်နဲ့ပအိုးပြည်သူစစ်ပြည်နယ်ရောကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်လာပြီးရွာထဲကနေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ Karenni People Voice ကဖော်ပြပါတယ်။ တိုဘာ9ရက်မှာအဲ့ဒီစစ်ကြောဝင်လာတာဖြစ်ပြီး10ရက်နေ့မှာရွာကုန်မိရှုလာလို့ဆိုပါတယ်9ရက်နေ့မှာနဲ့ပိုင်းကတော့တောင်မဲသင်းကြီးပါနေတော်လိုင်းတပ်တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲဖြစ်တယ်လို့သိရပါတယ်စစ်တမ်းနဲ့ပြည်သူစစ်တွေကမြောက်စလိုကြီးရွာကိုမိရှုလာပြီးအနီးဝန်းကျင်ရှိကြီးရွာတွေကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတဲ့အတွက်ဖက်ခိုပင်လောက်နေစားရှိကြီးရွာရှိရွာကလူဦးရေ၄000ခန့်စစ်ပေးရှောင်ဖြစ်ထွက်ပြေးနေရတယ်လို့ဖော်ပြထားပါတယ် မန္တလေးတိုင်းမန္တလေးမုကုလန်းနဲ့မုကုတပေးချင်းလန်းခွဲတပေးချင်းမြို့နယ်ဖော်တော်လန်းဆိုရင်စစ်ကောင်စီတပ်နဲ့တော်လိုက်တဲ့တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။အော်တိုဘတ်စနစ်မှာတပေးချင်းမြို့နယ်ခွန်မိုင်စခန်းဖက်ကနေဖော်တော်လန်းဆိုဖက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကို TNL တအံမျိုးသားလုံးမျိုးတက်မတော် PDF မုကုဗျူဟာ PDF မန္တလေးနဲ့ဒေသတွင်းရှိတော်လိုက်တဲ့တွေကပူပေါင်းတိုက်ခိုက်နေတာလို့ဆိုပါတယ်။ စကွန်ဒီတာမုတ်ကိုမန္တလေးလမ်းပိုင်းပြန်ရရေးအတွက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့ drone တွေကိုအဓိကအသုံးပြုတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။စကွန်စီကကျင်းပမဲ့ယူကော့ဘကိုအတိမမပြူရေးလေကြောင်းတိုက်ခတ်မှုတွေချက်ချင်းရအောင်ဆောင်ရွက်ပေးပါဝင် ရေးကြီးချက်၅ချက်ကိုအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားကိုယ်စားလှယ်တန်တင်ပြတောင်းဆိုခဲ့တယ်လို့ EUG နိုင်ငံချက်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမလေးရှားနိုင်ငံမှာကျင်းပတဲ့ NUCC, CRPH, NUG, EAO, CSO ပါဝင်အဖွဲ့အစည်း20ကကိုယ်စားလှယ်တွေနဲ့အာဆီယံအလက်ကျအဝတ်ထမလေးရှားနိုင်ငံကတာဝန်ရှိသူတို့ဆွေးနွေးပွဲတွင်အခုလိုတောက်ဆုပ်ခဲ့တာလို့ဖော်ပြထားပါတယ်။စကိုင်းချီစဲတမတ်တုတ်ကစစ်သားတူဟာလက်လက်မပါပဲအော်တိုဘာ10ရက်ကတော်လိုင်းတက်တဲ့တန်ခိုးလိုလိုက်တယ်လို့ Unicorn ပျောက်ကြဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အလားတူတနေ့တိုင်းတန်ပလော့မြို့နယ်ရှိတိုင်းဘိုလ်လက်ကျေးတန်ကျောင်း တကကစနစ်ကစစ်သားသေး၄ဦးကလည်းလည်းလည်းမပါပဲအော်တိုဘာ၈ရက်မှာ KND ကိုတန်းရစ်ခွန်တန်းခိုးလို့ရတယ်လို့ KNU ဗီဒီယိုခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ UNG ပြည်ထောင်စုဌာနအကြံဖတ်မှုတက်ပြည့်အထုတက်ဖွဲ့ရဲ့ပတ်စင်သို့သတင်းဆင်ပွဲနဲ့လည်းလည်းအနှစ်ဝက်ခန္ဓာကိုစက်တဘာ26ကစကိုင်းတိုက်တနေရာမှာကျင်းပခဲ့တယ်လို့ PPTV ကဖော်ပြပါတယ်။ 85ရက်ကြာတင်ကြတဲ့အဲ့ဒီတင်တန်းကိုစကိုင်းတိုင်းနဲ့မကွေးတိုင်းကလူငယ်တွေတယောက်ခက်ပြီးပြည်ထရေးဝန်ကြီးဌာနအမြတ်တမ်းအတွင်းဝန်ကတပ်ဖွဲ့မှုတံလက်နက်အနှင်းပေးအပ်ခဲ့တဲ့ပြည်ထရေးဝန်ကြီးကအွန်လိုင်းကနေအမှားစကားပြောကြားခဲ့တယ်လို့ဖော်ပြပါတယ်အလားတူမကွေးတိုင်းပကုခုခရိုင်အမှတ်စခွန်တိုင်းရဲ့ရဲဘော်သေဒေသဆင်ပွဲနဲ့ယူနီဖောင်းတပ်ဆင်ပွဲခန္ဓာကိုလည်းအော်တိုဘာ9ရက်နေ့ကကျင်းပတယ်လို့တပ်ပုံမှတ်တမ်းထုတ်ပြန်လာတာတွေ့ရပါတယ်ခင်ဗျာ